အစွမ်းအစနဲ့အတိုင်းအစာကိုအစွမ်းအစကိုလက်တွေ့အတုံးချတဲ့ဆိုတာ ကိုအစွမ်းအစနဲ့အတိုင်းအစကိုအမှန်အတိုင်းသိထားမှဖြစ်တဲ့ကိစ္စပါဘယ်လိုသိပ္ပံပညာတွေဘယ်လိုဝိစာပညာတွေမှာဘယ်လောက်အထိ စီးပူးခဲ့ပြီလို့ဘယ်လောက်အထိကျင့်ညက်နေတယ်ဆိုတာ ကျမတို့ကိုဖာတာကိုတာအတိဆုံးပါဒီလိုသိမှလည်း ျမတို့ကိုယ်အစွမ်းအစာကိုယုံကြည်မှုအပြည့်အဝရှိမှလေဒါမှလည်းဘယ်လို့မျိုးမဆိုလှုပ်ဝင့်မယ်အဝိုင်းကိုအဝိုင်းရှင်လေးထောင်းကိုလေးထောင်းရှင်ဆိုတယ်လို့အံဝင်ခွင်ကြဖြစ်ပါလေကိုစွမ်းကိုစဆိုတာ ကိုလှုပ်ရှင်တာကို ဖြစ်မဖြစ်သိရအောင်လက်တွေ့ရှပြီးလောက်ကင်မှုနဲ့အားဆိုင်ရတဲ့အရေးအရှင်တစ်ခုပါပဲလူစွမ်းလူစကို လက်တွေ့အတုံးချဖို့ဆိုတာ ကာယကံရှင်ဂျမတို့ကိုယ်တိုင်လူအစွမ်းအစာရဲ့တန်ဖိုးကို အမှန်အကန်သိဖို့လိုပါတယ်။မိဘကတောင့်တင်းခိုင်မာမှ ကိုယ်ကိုမဆတဲ့သူရှိမှသူများနီးသူပညာတွေကို တပွဲနှစ်ပွဲတင်ဖို့မှအားပေးကူညီတဲ့လူရှိမှစတဲ့ဖြင့် စီစာကြောင်းနေရင်တော့ကိုယ်ကိုကို မရှိမရဲဖြစ်ပြီးဘာမှလှုပ်ဖြစ်မှာမဟုတ်တော့ပါဘူး။လူနဲ့ရင်ပြီး ကြီးပွားတဲ့နီးကိုတီးတယ်။ဒီနီးရှိတယ်လို့ယုံကြည်လက်ခံမှလည်းကိုရဲ့အစွမ်းအစားကိုအသုံးချဖြစ်မှလေ။ဒါကြောင့်ကိုပွားကိုအစဉ်ပြေအောင်ကိုပွားကိုကြီးပွားအောင်ကိုပွားကိုအောင်မြင်အောင်ကြိုးစားချောက်လန်းရမှာကိုစွမ်းရှိသည်မြညံစွမ်းရှိသည်မြကြိုးစားပြီးပြီလား။တနည်းပြောရရင်တောင်းဆေးပြီလားအကွက်ဆေးပြီလားဆိုတာပါပဲ။